လုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကိုနဲ့ကို crush လေးရဲ့ရှေ့ဆက်ဖြစ်လာမဲ့အခြေအနေလေးကိုဖတ်ထားပေးပါတယ်ဒီတော့ crush လေးနဲ့အဆင်ပြေမလားအဆင်မပြေဘူးလားဘယ်လိုမျိုးအခြေအနေတွေရှိမလဲသိချင်တဲ့သူတွေအနေနဲ့ဒီ reading လေးကိုဆက်ပြီးတော့နားထောင်လို့ရပါတယ်အရင်ဆုံးအသက်ကလေးကိုဝအောင်ရှူလိုက်ပါပြီးသွားတဲ့အခါမှာဒီသုံးပုံလေးကနေမှာပေါ့နော် ကိုကိုအစွဲဆောင်ဆုံး ကိုနဲ့ connect ဖြစ်တယ်လို့ခံစားရတဲ့ပုံကိုနဲ့ kait ညီရလို့ထင်တဲ့ပုံတပုံကို ရွေးလိုက်ပါပေါ့နော်ဒီပုံကိုရွေးတဲ့အချိန်မှာကိုရဲ့ဒီပုံရဲ့ shape တွေအယောင်တွေပုံသဏ္ဍာန်တွေအဲ့လိုမျိုးကြီးကြည့်ရမှာမဟုတ်ဘဲနဲ့ကိုနဲ့ဘယ်ဟာလေးကပို့ပြီးတော့ energy kait ညီမှုရှိနေလဲကိုဘယ်ဟာလေးကဆွဲဆောင်နေလဲဆိုတဲ့ပုံမှာ ရွေးလိုက်ပါเนาะရွေးပြီးသွားတဲ့အချိန်မှာကိုရွေးလိုက်တာလေးကပိုင်ဝဲလားပိုင်တူလားပိုင်သရီလားဆိုတာလေးမှတ်ထားလိုက်ပါမှတ်ပြီးသွားတဲ့အချိန်မှာမျက်လုံးလေးကိုမှိတ်ပြီးရောဒီတိုင်းလေးပဲနားထောင်သွားလို့ရတယ်ပေါ့เนาะအခုနားထောင်နေတဲ့အချိန်အတွင်းမှာစိတ်ကလေးတွေကိုဖြေလျှော့ထားပြီးတော့ကိုနဲ့ကို crush လေးနဲ့အကြောင်းကိုပဲအာယုံထဲမှာထည့်ရင်းနဲ့ reading link ကိုဆက်ပြီးတော့သွားလိုက်ကြရအောင်เนาะ အခုကတော့ပိုင်ဝဲလေးတွေအတွက်ကိုဖက်ပြပေးသွားပါမယ်ပထမဆုံးသူတို့ရဲ့ energy ကလေးနည်းနည်းပျို့တိုင်းကြိုက်တဲ့နှင်းစီခိုင်ဒါမို့လို့ရှင်လဲမောင်တိုင်းကြိုက်တဲ့စပယ်ပန်းလေးတို့အဲ့လိုမျိုးပေါ့နော်အများကြီးအဲသူတို့ကြိုက်တဲ့သူတွေသူတို့ချက်တဲ့သူတွေသူတို့ပိုးပန်းတဲ့သူတွေပေါ့နော်အဲ့လိုမျိုးအများကြီးရှိတယ်ဆိုတော့ပုံစံမျိုးကိုတွေ့ရတယ်ဒါမှမဟုတ်လို့ရှိရင်လေတငယ်ချင်းတွေများပြီးတော့စမ်းပွင့်နေ ပြီးတော့လို့ရှိရင်နည်းနည်းလိုဘနကိုဒီမဟုတ်ပဲနဲ့တခြားသူလေးတွေပါရှိနေပြီဝိုင်းဝိုင်းလဲနေရဲဆိုရဲပုံစံမျိုးကိုတွေးရတယ်ဘောနော်သူတို့ကအခုလက်ရှိမှာတော့လို commitment ပေးထားတဲ့ပုံစံမျိုးကိုတော့မတွေးရဘောနော်ဒါပေမဲ့လို့ပေးဖို့လဲမြင်နေတာမျိုးတွေးရတယ်အဲ့တော့အဲ့လိုလူမျိုးတွေဖြစ်ဖို့များတယ်ဘောနော်သူတို့ကကိုယ့်ကိုမြင်တာကြတော့လေကိုကနည်းနည်း ခမှန်းရခတ်တယ်ပေါ့နော်တိတ်ပြီးတော့ကို့အကြောင်းနေရာလဲတိတ်ပြီးတော့မသိရဘူးအော်ကို့မြင်လိုက်တာ ਨੇ သူတို့ကြိုက်နေလားဒါမှမဟုတ်သူတို့မကြိုက်နေဘူးလားဆိုတာမျိုးတသက်ကွယ်ကွယ်မသိရတဲ့လိုမျိုးခံစားနေရတာပေါ့နော်သူတို့မှာရေရသေးကြတဲ့အဖြေမျိုးမရှိဘူးကို့နဲ့ပတ်သက်ပြီးရောလေကို့နဲ့ပတ်သက်ပြီးရောဆိုကို့ကိုမြင်လိုက်တာ ਨੇ ဟွန်းတော့ငါ့ကိုကြိုက်နေရပါဆိုရဲ feeling မျိုးသူတို့မခံစားရတာပေါ့နော်အဲ့လိုဖြစ်အောင်လဲကိုကကိုရဲ့ဟာ emotion စီခံစားချက်တွေကိုမြှုပ်ထားရဲ့လို့မြင်ရရယ်ပေါ့နော်အဲ့တော့သူတို့ကနည်းနည်းစိတ်တွေလည်းရှုပ်ထွေးရဲ့လို့မြင်မြင်ဖြစ်နေကြတယ်အာသူကငါတို့ကိုကြိုက်နေရတာလို့တွေးမိလို့ရှင်အွန်သူဟိုတနေ့ကငါ့ကိုဒီလိုမျိုးပြောတာမကြိုက်နေတဲ့ပုံပါပဲဆိုတာမျိုးတွေးတယ်လို့မျိုးပေါ့နော်အဲ့တော့ကြတော့ကို့အနေနဲ့ဘာကို ignore လုပ်ထားမိလဲဘာတွေကိုဒီနှစ်ယောက်ကြားထဲမှာပေါ့နော်လူလူရှုထားမိနေလဲဆိုလို့ရှိရင် ိုကိုရိုင်းကလည်းပေါ့နော်ကို့မှာ support ချည်ရယ်ကိုကလည်းကိုလှုပ်ချင်တာတွေကိုလှုပ်နိုင်နေပေါ့နော်ပြီးတော့ကြတော့ ကိုက independence ဖြစ်တယ်ကွာသူ့ကိုကြိုက်နေမှသူ့ကိုချစ်နေမှသူနဲ့ရှိနေမှအဲ့လိုမျိုးပျော်ရမှာမဟုတ်ဘဲနဲ့ပေါ့နော်ကိုကိုတိုင်းလည်းပျော်နိုင်တယ်ကိုကိုတိုင်းလည်းကိုလို့ဆရာရှိတဲ့ဟာတွေကိုလုံနိုင်တယ်ကိုဘွားကြီးကိုရှေ့ဆက်သွားနိုင်တယ်ဆိုတဲ့ဟာမျိုးကိုတော့ကိုနည်းနည်းမေ့နေရလို့ခံစားရတယ်ပေါ့နော်ကိုခုနသူ့ကို ignore လုပ်ထားတဲ့ဟာဒါမှမဟုတ်သူ့ကိုနည်းနည်းမပြတဲ့ဟာမျိုးတွေရှိပေမဲ့လို့ဒါကကိုအနေနဲ့အဲငါသူငါ ကတူကိုမကြိုက်တဲ့ပုံစံမျိုးပြလို့ရှင်သူကငါ့ကိုပို့ပြီးတော့ချစ်လာမှာပါဆိုတဲ့ပုံစံမျိုးမျှော်လင့်ချက်တွေနဲ့သူတို့ကို confuse ဖြစ်အောင်လုပ်တယ်လို့မြင်တယ်ပေါ့နော်ဒါပေမဲ့လို့အဓိကကတော့ကိုယ်စိတ်ထဲမှာသူတို့ဆီမျှော်လင့်ချက်ကြီးရှိနေတာပေါ့နော်ဒီအဲ့မျှော်လင့်ချက်ကြီးနဲ့တကယ်လို့သူတို့ကမချစ်ခဲ့ဘူးဆိုလို့ရှင်သူတို့ကကိုယ်လက်မခံခဲ့ဘူးဆိုလို့ရှင်ဒါမှကို့မှာကြည်ဝရယ်ပေါ့နော်ကိုကသူတို့လိုအပ်နေရမဟုတ်ဖဲနဲ့ဒီတိုင်းပဲဘယ်လိုပြောရမလဲ need မဟုတ်ဘဲနဲ့လိုချင်တာပေါ့နော် wants ဖြစ်နေရဆိုတဲ့ဟာကိုတော့ကိုအနေနဲ့သိထားဖို့လိုတယ်။နောက်ပြီးကြတော့သူတို့ကကိုယ့်ရဲ့ဘဝတဲမှာဆိုလို့ရှိရင်တော့အဆင်ပြေပြေနဲ့ရှိပါတယ်။ဒါပေမဲ့ကိုကတစ်ခါတလေမှာဆိုလို့ရှိရင်တော့ချစ်တဲ့စိတ်နဲ့နည်းနည်းပပ ခွန့်လွတ်ပေးလိုက်တာရှော့ပေးလိုက်တာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်သူတို့ကမကောင်းတဲ့သူတွေဖြစ်နေတာမှအော်ငါကသူတို့ချစ်နေရပါပဲဆိုရယ်စိတ်ကလေးနဲ့အဲ့လိုမျိုးလုပ်ပေးလိုက်တာမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်ရှင်းဆက်ဖြစ်လာနိုင်တာကတော့နှစ်ယောက်ကလို့တွဲသွားဖို့ဆိုတာမျိုးတော့မမြင်ဘူးပေါ့နော်ဒါပေမဲ့တွဲသွားလို့ရှိရင်တောင်မှလေး နှစ်ယောက်ထဲရတယောက်ကတော့ပလေးခံရမှာပဲပေါ့နော်နှစ်ယောက်ထဲရတယောက်လို့ဘာလို့ပြောလဲဆိုလို့ရှိရင် ကိုကလည်းသူတို့ကိုမချစ်တော့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကရခိုင်တော့အရန်နေပါတယ်ဒါပေမဲ့သူတို့အနေနဲ့ကိုကိုမချစ်ဖဲနဲ့ဒါမှမဟုတ်လို့ရှိရင်အရန်ကြီးစိတ်ဝင်စားတာမျိုးမဟုတ်ဖဲနဲ့သူတို့ကိုချစ်လို့ကိုကိုချစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဖြစ်သွားတာမျိုးတွေကိုကိုမနီပူလေးလုပ်တဲ့ဟာမျိုးတွေသူတို့မှမရှိလို့ရှိရင်ကိုဘွားကြီးကအဆင်မပြေတော့ဘူးကိုကပဲသူတို့ ကဘာပေါ်မှာနေနေရတဲ့ပုံစံမျိုးပေါ့နော်သူတို့ကမိန်ကာရိုက်တာကိုကသူတို့ကဘာမှာသွားပြီးတော့နောက်ကလိုက်နေရတဲ့နောက်လိုက်လေးတွေလိုမျိုးဖြစ်သွားတာမျိုးကို တွေ့ရတယ်ပေါ့နော်အဲ့တော့ကြတော့နှစ်ယောက်ကတွဲသွားလို့ရှိရင်တောင်မှပြက်ကြမယ်လို့မြင်တယ်ပေါ့နော်တနေ့မကြတဲ့တနေ့မှာပြက်မှာပဲနော်အဲ့တော့ကိုကဒီတိုင်းမဲ့သူ့ကို crash နေရလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းဒီတိုင်းမဲ့ မဖွင့်မပြောဘဲနဲ့ရှေ့ဆက်ပြီးဒီတိုင်းတငယ်ချင်းလိုပဲဖြစ်မိတ်ဆွေလိုပဲဖြစ်တော့မအဝေးရနေပဲကြည်တကယ်လို့ကိုကမရဘူးငါကသူနဲ့တော့တွဲကြည့်ချင်တယ်ဆိုတဲ့စိတ်မျိုးဝင်လို့ရှိရင်တော့သူတို့ကိုဖွင့်ပြောပြီးတော့ပေါ့နော်တွဲမလားဘာညာအမေးတင်တယ်ပေါ့နော်ဒါမှဒီမှာဆိုလို့ရှိရင်တော့အငင်းခံရဖို့လည်းများပါတယ်အငင်းမခံရဘူးဆိုလို့ရှိရင်လည်းအရန်ကြီးမြဲမှမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီဆက်ဆံရေးတွေကိုတော့ အရင်တော့အာမပေးဘူးပေါ့နော်ဒါပေမဲ့လေကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဆိုတော့ပြောချင်လဲပြောပေါ့နော်အရင်ကောင်းတဲ့ရလမျိုးတော့ရလာမှမတွေ့ရပါဘူးအခုကတော့ပိုက်တူးလေးတွေအတွက်ဖတ်ပြပေးသွားပါမယ် ပိုက်တူးလေးတွေပေါ့နော် crash နေတဲ့သူတွေရဲ့ energy ကတော့တကယ်ကိုကောင်းတဲ့ energy မျိုးရတယ်ပေါ့နော်သူတို့တွေသူတို့လှုပ်ချင်တာသူတို့သိရဲသူတို့ဘာဖြစ်ချင်လဲဆိုတော့သူတို့သိရဲပြီးတော့အဲ့လူတွေမှာအနေအထားတစ်ခုရှိရဲပေါ့နော်ပြောချင်တာကတာမန်ဒီလိုမျိုးအချိန်တွေဖြုံးနေရဲလကုံဆုံးသွားတဲ့သူမျိုးမဟုတ်ဘဲနဲ့သူတို့ဘုရားသူတို့တိုးတက်အောင်စူးစမ်းနေတဲ့သူမျိုးပေါ့နော်စူးစမ်းနေစေဒါမှမဟုတ်လေအောင်မြင်နေတဲ့သူ အဲ့လိုမျိုးတွေဖြစ်မယ်လို့မြင်တယ်ပေါ့နော်သူတို့အနေနဲ့ကိုယ့်ကိုမြင်တာကကြတော့လေအာကိုယ့်ရဲ့စိတ်ကနည်းကိုယ့်ကိုမြင်ရတာကြည်ရတာပေါ့နော်ကိုယ့်ကိုခံမှန်းရတာသူတို့အနေနဲ့ကနည်းနည်းရှုပ်ထွေးရလို့မြင်တယ်ကိုယ်ကဘာဖြစ်ချင်လဲဆိုတော့သူတို့သိချာမခံမှန်းနိုင်ဘူးပြီးတော့လို့ရှိရင်ကိုယ်ကသူတို့ကိုကြိုက်နေလားသူတို့ကိုစိတ်ဝင်စားနေလားတကယ်လို့သူတို့ကကိုယ့်စိတ်ကိုသိချာ မခံမှန်းတတ်ဘူးလို့မြင်နေပေါ့နော်အဲ့တော့ကြာတော့တစ်ခါတလေကြာလို့ရှိရင်မခံမှန်းချင်တော့ဘူးတစ်ခါလေကြာလို့ရှိရင်မတိချင်တော့ဘူးပေါ့နော်တစ်ခါတလေကြာတော့လေဒီတာမန်မဲပေါ့နော်ကိုကိုမတိလိုက်မတိဖာတာအဲ့လိုမျိုးနေနေတက်ကြတဲ့ပုံစံမျိုးလဲတွေ့ရရပေါ့နော်ဒီမှာကိုယ့်အနေနဲ့ ignore လုပ်ထားမိရပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့ကြာမှာဖြစ်နိုင်တဲ့ opportunity ရှိရ ပေါ့နော် opportunity ရှိရဲဆိုတာကဟာသူနဲ့ကိုယ်နဲ့ကမတိတဲ့ဆက်ဆံရေးမျိုးဆိုလို့ရှိရင်ပေါ့နော်အဲကိုဖွင့်ပြောလိုက်တာ ਨੇ ဒါမှမဟုတ်လို့ရှင်ကိုခြေလန်းတလန်းတိုးလိုက်တာ ਨੇ တဲ့အစဉ်ပြေသွားနိုင်တဲ့နေရာမှာရှိရဲပေါ့နော်အဲ့ဟာကိုကိုကနည်းနည်းမေ့နေတတ်တယ်ပေါ့နော်ဒါပေမဲ့อืมเปลี่ยนสร้างขึ้นไล่รู้สิแล้วไม่หนีดาแล้วผิดไหนเนี่ยทําไม่เข้ารู้สิแล้ว မိတ်ချီအောင်ဆောင်းထားရလဲဖြစ်နိုင်နေပေါ့နော်နောက်တစ်ခုကကို့အနေနဲ့ရေရှည်ကိုတွေးရမယ်ပေါ့နော်ရေရှည်မှာဘယ်လိုမျိုးတွေဖြစ်လာနိုင်လဲအာဆက်သွားလို့အဆင်ပြေမလားအဲ့လိုပုံစံမျိုးတွေကိုလည်းတွေးရမယ်ပေါ့နော်အဲ့တစ်ခုလည်းလိုနေရလို့မြင်တယ်နောက်တစ်ခုကကို့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ပုံစံပေါ့နော်အနာဂတ်မှာသူနဲ့အတူတူရှိရဲဆိုလို့ရှင်လဲဘလို့လေးတူရှိသွားခြင်းလဲသူနဲ့အတူတူမရှိဘူးဆိုလို့ရှင်လဲ အာကိုတယောက်တည်းဘယ်လိုမျိုးရှေ့ဆက်သွားမလဲပေါ့နော်အဲ့လိုမျိုးလေးတွေလည်းတွေးထားဖို့လိုအပ်နေရပေါ့နော်အခုချိန်ကဒီတိုင်းပဲဘာမှမတွေးပဲနဲ့โอเคကြိုက်တယ်ဆိုကြိုက်တယ်အဲ့ပုံစံလေးပဲဖြစ်နေရလို့မြင်တာပေါ့နော်သူနဲ့ကြိုက်တယ်သူ့ကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းသူနဲ့အနာကလေးကိုစိတ်ကူးရင်တာမျိုးမဟုတ်ဘဲနဲ့တိတကယ်ဖြစ်လာခဲ့သည်ရှိတော့အတိအကျမျိုးလေးပေါ့နော်ခံမှန်းထားတယ်ရှိရဲဆိုလို့ရှိရင်တော့အများကြီးအဆင်ပြေလိမ့်မယ်ပေါ့နော်နောက်တစ်ခုက သူတို့ကလေကို့ဘဝမှာတကယ်ကိုအရေးပါနေရာကိုတွေးရတယ်ပေါ့နော်ကို့မှာလည်းတခြားလူတွေရှိကောင်းရှိနိုင်တယ်ကွာကို့ကိုပိုပန်းနေတဲ့သူတွေကို့ကိုစိတ်ဝင်စားတဲ့သူတွေကို့ကိုကြိုက်တဲ့သူတွေကို့အချက်ကိုလိုချင်တဲ့သူတွေရှိကောင်းရှိနိုင်ပေမဲ့ကိုကတခြားသူတွေကိုစိတ်မဝင်စားဘဲနဲ့သူတို့ကိုပဲစိတ်ဝင်စားတယ်သူတို့နဲ့ပဲအတူရှိချင်တယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ရေးပါတဲ့သူလိုမျိုးမြင်မိရဲ့ဒီမှာဖြစ်လာနိုင်တာကတော့ အာနှစ်ယောက်ကအစဉ်ပြေနိုင်နေပေါ့နော်ကိုကသာစ조사မယ်ဆိုလို့ရှိရင်နည်းနည်းကိုကသူ့ကိုကြိုက်နေရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ရေးလာမြောင်းပေးလို့လို့ရှိရင်သူ့ဘက်ကဆယ်ပါဖောက်ချမဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုကအာအနာဂတ်တွေလည်းစဉ်းစားပြီးသွားပြီးဆက်ပြီးတော့သွားချင်တယ်ဆိုလို့ရှိရင်တော့နည်းနည်းပပလှူရှားပေးဖို့လိုအပ်တယ်ပေါ့နော်အာတကယ်လို့ဒါက မ80ရာခိုင်နှုန်းလောက်ကတော့သူ့ဘက်ကကိုယ့်ကိုပြန်ပြီးကြိုက်မယ်ပေါ့နော်သူ့ဘက်ကကိုယ့်ကိုစိတ်ဝင်စားတယ်ပေါ့နော်ဒါပေမဲ့20ရာခိုင်နှုန်းလောက်လည်းရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့20ရာခိုင်နှုန်းလောက်မှာတော့အရန်ကြီးဆူဆူဝါဖြစ်သွားတဲ့ဆက်ဆံရေးမျိုးဖြစ်မှာမဟုတ်ဘဲနဲ့ပေါ့နော်နှစ်ယောက်ကတငယ်ချင်းစုလည်းတငယ်ချင်းအတိုင်းပဲဆက်ရှိသွားအောင်မယ်အရန်အကွာမဖြစ်ဖ ೇನೆ ပေါ့နော်တာမန်လေးလိုပဲကိုသူ့ကိုဖွင့်မပြောခင်ရအချိန်လေးမျိုး အဲသူနဲ့ကိုနဲ့ကတခြားလောက်ဖို့ကင်ဘက်တွေဆိုလို့ရှိရင်လည်းဒါကလည်းပတ်သက်ပြီးအရင်ကြီးစိတ်ထဲမှာထားနေစရာမျိုးမလိုဘဲနဲ့ပေါ့နော်ချစ်ဆက်သွားလို့ရတယ်ဒါပေမဲ့ကိုမှတော့ရွေးချယ်စရာရှိရဲ့ဗာလဲဆိုရင်သူနဲ့အတူတူဆက်ပြီးရောရှိသွားမလားတငင်ချင်းလောက်မလားမလောက်ဘူးလားဆိုတော့ကိုရွေးချယ်မှုပေါ့နော်အဲ့ပေါ်မှာမူတည်ပြီးတော့ကွဲပြားသွားလိမ့်မယ်ဒါကလည်း20%လောက်ပဲဆိုတော့အဆင်မပြေမှာကပြောပပေးမယ်အရင်တော့မပြောပတာဘူးလေနော်အဆင်ပြေဖို့ကတော့ပိုများတဲ့အတွက် အဆင်ပြေစေချင်ပါတယ်ရှင်။အခုကတော့ Python 3လေးတွေအတွက်ကိုဖတ်ပြပေးသွားပါမယ်။ Python 3လေးတွေကြိုက်နေတဲ့သူတွေရကကတော့အရန်ကို energy ကောင်းနေပေါ့နော်။သူတို့တွေကဒါပေမဲ့တခုရှိတာက materialistic ဖြစ်ကြမယ်သူထင်တယ်သူတို့ အာငါပတ်စံရှာရမယ်ငါအောင်မြင်ရမယ်ငါတိုးတက်ရမယ်ငါကြီးပွားရမယ်အဲ့လိုမျိုးစိတ်ထားရှိတဲ့သူတွေဖြစ်ဖို့များတယ်သူတို့ရဲ့အဥ္စာတွေတိုးတက်ဖို့ဆိုလို့ရှိရင်ဘာမဆိုလောက်ကြမဲ့သူမျိုးတွေပေါ့နော်အဲ့လိုမျိုး energy မျိုးရတယ်သူတို့လိုချင်တာဆိုလို့ရှိရင်ဘာမဆိုလောက်နီးနဲ့ဘလိုနီးလန်းနဲ့မဆိုဆိုရအောင်ယူမဲ့သူတွေဆိုတဲ့ energy မျိုးကိုရတယ်သူတို့ကိုယ်ကိုမြင်တာကကြတော့လေ ကိုကနည်းနည်းတော့ fragile ဖြစ်တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်စိတ်ထားက sensitive ဖြစ်တယ်နုညံ့နေအဲ့လိုမျိုးမြင်နေပေါ့နော်ဒါပေမဲ့လို့တစ်ဖက်မှာလဲအဲ့ဒါအပြင်ကိုကအော်ရရဆက်တဲ့တဲ့ဆိုတဲ့ပုံစံမျိုးကိုလည်းမြင်နေပေါ့နော်ရဆက်တဲ့တဲ့ဆိုတာကသူတို့ရဲ့ဆန္ဒကိုလိုက်ရောပေးမှာမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ဟာကိုဖြစ်ချင်တဲ့ဟာကိုပို့ပြီးဥစားပေးမယ်ဆိုတဲ့ပုံစံမျိုး ိုသူတို့ခံစားရတယ်ပေါ့နောက်ထပ်ကကိုကိုအယောင်ပြောင်းနိုင်တယ်လို့ထင်တယ်ပေါ့နော်အယောင်ပြောင်းတတ်တယ်ပြောင်းလဲတတ်တယ်ကိုရဲ့စင်ကဲဖြစ်စဉ်တွေအများကြီးကိုကြုံရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်သူတို့တွေမြင်ဘူးတာလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေမှာဆိုလို့ရှင်ကိုကအမြဲတမ်းပုံစံတစ်ခုတည်းမှာတရှိနေရမျိုးမဟုတ်ဖဲနဲ့ပေါ့နော်အဲ့ဒီလိုမျိုးဟိုမျက်ပြောရမယ်ဆိုလို့ရှိရင်မျက်နှာဖုံးတက်တာမျိုးမှာကျွမ်းကျင်နေဆိုတဲ့ပုံစံမျိုးကိုသူတို့ကမြင်နေပေါ့နော် အဲ့ရအတွက်ကြောင့်တော့နည်းနယ်စိုးရိမ်ပူပန်မှုလေးတွေသူတို့စီမှာရှိပါတယ်။နောက်တစ်ခုကကို့အနေနဲ့အာသူ့ကိုသဘောကျတယ်ဆိုပေမဲ့လို့ပေါ့နော်ကို့အနိနာပတ်ဝန်းကျင်မှာရှိရဲသူနည်းပသက်ပြီးတော့ရလာမဲ့စိတ်ဒုက္ခလေးတွေကိုတော့လစ်လူရှုတနေမိရဲ့ပေါ့နော်သူနည်းဆိုလို့ရှိရင်ဥပမာသူမှာတခြားသူရဲ့ x data မှသူရဲ့ရီစားရီစားတော့မဟုတ်ဘူးနော်သူကြိုက်နေတဲ့သူတွေအဲ့လိုမျိုးလူတွေကနေကိုကိုလာပြီးတော့ ြောတာမျိုးတွေထိပါတာတွေတိုက်ခိုက်တာတွေအဲ့လိုမျိုးတွေလည်းကြုံနိုင်နေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ဘက်ကနေပြီးတော့သူ ਨੇ ကြိုက်နေရာကြောင့်မလို့ဒါမှမဟုတ်သူ့ကိုကြိုက်တာကြောင့်မလို့ပေါ့နော်အာသူ ਨੇ နေနေကတော့မတန်ပါဘူးဆိုတာမျိုးသူ ਨੇ နေနေကမဖြစ်နိုင်ပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောတဲ့သူမျိုးတွေလည်းကြုံရပြီးတော့နည်းနည်းစိတ်ဒုက္ခရောက်နိုင်တယ်ပေါ့နော်အဓိကပြောတဲ့သူကတော့ကိုဆိုလို့ရှိရင်လည်းကိုနဲ့ယဉ်ကြီးတဲ့သူမျိုးသူ့ဘက်ကပြောလို့ရှိရင်လည်းသူ ਨੇ ယဉ်ကြီးခဲ့တဲ့သူမျိုးသူ ਨੇ ယဉ်ကြီးတဲ့သူမျိုးအဲ့လိုမျိုးက ပြောတာဖြစ်ဖို့များတဲ့ပေါ့နော်ပြီးတော့ရင်ကိုယ့်ရဲ့အာသူတို့ပုံမှာထားတဲ့စိတ်ကကြတော့ပေါ့နော်သူတို့ကကိုယ့်ရဲ့အရာရာပဲဆိုတဲ့ဟာမျိုးတော့ရှိရဲဒီမှာလေးအဲ့ဟာမြင်ရတယ်ပေါ့နော်ပြီးတော့လို့ရှင်သူတို့နဲ့ပတ်သက်လို့ရှင်စိတ်ကလည်းအရင်မတင်းနိုင်မဲနဲ့ပြောကြသွားရပေါ့เนาะသူတို့တခွန်ပြောလိုက်တာ ਨੇ ဒါမှမဟုတ်လို့ရှင်သူတို့အကြောင်း တွေးလိုက်တာ ਨੇ တဲ့ကိုကို အအတွေးတွေပြောင်းလဲသွားတဲ့ပုံစံမျိုးကိုမြင်ရရပေါ့နော်ဒါပေမဲ့ကောင်းတာတစ်ခုလို့ပြောရမလားမသိတာကကြတော့လေသူတို့ကအရင်ကြီးလိုအပ်နေတာမျိုးတော့မဟုတ်ဘူးကို့မှာလဲကို့လုံနိုင်စွမ်းနေရှိရကို့ဖြစ်ချင်တာရှိရကို့ဘိုင်းဘဝရှိရပေါ့နော်အဲ့တော့ကြတော့အရင်ကြီးသူတို့တွေကိုတိတ်ပြီးတော့ ဘယ်လိုပြောလဲလိုသုံးအနေနဲ့ပဲသုံးလို့ရတယ်ပေါ့နော်သူများကအဲ့လိုမျိုးသုံးတာတော့မကောင်းပေမဲ့လို့သူတို့ကကိုယ့်ထက်ပိုမကောင်းဘူးဆိုတဲ့အချိန်မှာတော့ကိုကိုကိုကောက်ွယ်ရမယ်လीနော်အဲ့လိုမျိုးတွေလည်းမြင်ရပါတယ်ဒီမှာလေးနှစ်ယောက်ကတော့လေတယောက်နဲ့တယောက်ဘယ်လိုပြောလဲရီစားဖြစ်ဖို့လမ်းတော့မမြင်ဘူးပေါ့နော်တကယ်လို့ကိုကရှေ့တိုးလို့ရှိရင်လည်းသူ့ဘက်ကအရင် response လုပ်မဲ့ပုံစံမျိုးမရှိဘူး ဲ့တော့ကြာတော့လေဒီမှာနှိမ့်ဖြစ်နိုင်ချေရအရန်ကိုနဲတဲ့အတွဲလို့ပြောလို့ရတယ်ပေါ့နော်တိတ်ပြီးတော့စိတ်ဝင်စားမှုအဲ့လိုမျိုးတွေမရှိနေဘူးပေါ့နော် romantically feelings တွေ romantic feeling တွေမတွေ့နေရဘူးပေါ့နော်အဲ့တော့ပြောချင်တာက ကတူကကိုနဲ့အဆင်မပြေဘူးလို့ထင်နေဒါမှမဟုတ်ရှင်လေသူ့ရဲ့သဘောထားမှာကိုကသူ့နဲ့အဆင်မပြေဘူးလို့ထင်နေဆိုရဲ့အခြေအနေမျိုးမှာဆိုရင်အဆင်ပြေဖို့စူးစမ်းနေရချက်ကိုနဲ့အဆင်ပြေမဲ့သူကိုရှာလိုက်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့လေခန်းစားချက်တွေနဲ့ပတ်သက်လာတဲ့အချိန်မှာကပြောရတာတော့ခက်တယ်ပေါ့နော်ကိုကသူ့ကိုပဲချစ်တယ်ဆိုလို့ရှိရင်လေသူ့ကိုချစ်လို့ရတယ်ဒါပေမဲ့ကိုကိုကိုမပြောက်ဆုံးမဲနဲ့သူ့ကိုချစ်ဖို့ပေါ့နော် ပြောချင်တယ်ဒါပေမဲ့ဒီပိုင်းလေးပိုင်း3လေးတွေကိုယူရတဲ့သူတွေကအဲ့လိုမျိုးချက်နိုင်တဲ့သူတွေလိုမျိုးတော့မြင်တယ်ပေါ့နော်ဒါပေမဲ့စိတ်မကောင်းစရာလေးကတော့အာရှေ့ဆက်ပြီးတော့အဲ့လိုချစ်သူရည်စားရင်လည်း compatible ဖြစ်တဲ့အတွဲလေးတော့ဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုယ့်ရဲ့ဘဝကရှေ့ဆက်ပြီးသွားနေရမှာပါပဲအဆင်ပြေသွားမှာပါနော်